တော်တော်အဖန်ပြည်သူများမင်္ဂလာပါဒီစီစဉ်ကတော့ကင်းတမိုင်းကင်းတော်လိုင်းရဲ့အကြောင်းပြောပြမယ့်အစီအစဉ်ဖြစ်ပါတယ်ဒီတစ်ပတ်တင်ဆက်မယ့်အကြောင်းအရာကတော့မြဝကျွန်းပေါ်မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲအပိုင်း၃အကြောင်းဖြစ်ပါတယ်ရန်ကုန်ကိုတိုက်ခိုက်သိမ်းပတ်ဖို့အတွက်လက်နက်ခရင်တွေကိုခြံလန်ထားတဲ့ကင်းလက်နက်ကင်တွေကစူပါလက်နက်အားလုံးကိုရန်သူကပြန်နဲ့သိမ်းပတ်ရရှိကြောင်းကိုတင်ဆက်ပေးခဲ့ပြီးပါပြီမြဝကျွန်းပေါ်ကကင်းတော်ဟာကရင်တည်ရင်တွေကိုမျောကိုလို့မရနိုင်တာကြောင့်အနေတွေကလည်းကရင်တွေကို ွာလာရင်လည်းလောက်ကန်စားတော့ရင်မှစတင်ပြီးအနောက်ဆက်ပေးလာတော့တယ်လို့ Postcode တော်ကပြောပါရယ်အလန်နင်း Community Party ဟာဟန်တာဝတီဖြာပေါ်မှာနေထိုင်ကြတဲ့ကိန်းတွေကိုသူတို့နောက်လိုက်တွားရန်အတွက်စတင်စီယုတ်ကဥဖိုချမ်းအမြင့်စီကိန်းတူကိုစီယုတ်စီပြီးကိန်းပြည်သက်ပါတီကိုတူတောင်စီခဲ့ပါရယ်ဆိုပါနေတဲ့ကိန်းဒေါ်လာရေးအားနောက်ဆက်အခန့်တာပြူတာကြောင်းသူတို့ဟာမြဝချုံပေါ်မှာရှိတဲ့ဘန်တနော်ညောင်ကောဒနုံဖြူဇလုံးတောက်ကြီးစကားကျုပ်ပြောလက်ကူတောင်ကြီးရေကြီး ငတိုင်းချောင်းအထောင်းရှာခဲအိမ်မဲရုတ်ချောင်းနဲ့တခြားမြို့ငယ်အများပြားတွေကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ပါပြီ။ဟင်းဒါအနောက်ဖက်ဒေသက ဇေယဘာဆိုင်ဟာတကွဲတပြားဖြစ်လေရှိတဲ့တက်မုံတက်သားတွေကိုစတင်စူးစီကပြန်လည်စည်းုံဖွဲ့စည်းပြီးတဲ့နောက်ဆက်လက်ပြီးရန်သူတွေကိုတိုက်ခိုက်ရာယထာလန်တရှောင်းဓာဘိတ်ကနေစပြီးမြန်အောင်ကြံခင်းအထိတိုက်ပတ်ရရှိခဲ့ပါတယ်။တယောက်ဒီမြောက်ဖက်ဒေသမှာလည်းကရင်တရင်ကပူကြီးစိန်ညိုဟာရင်းဒေသကိုပြန်လည်ရောက်ရှိတဲ့စစ်ဘုံစစ်သားတွေကိုပြန်လည်စူးစီက KNDO နဲ့ပူးပေါင်းပြီးမုံညိုကိုတိုက်ခိုက်သိမ်းပိုက်ပြီးဂျီမွန်တောကလန်နဲ့အယောက်ဒီမြစ်ချာစီနေမျိုးတွေကိုလည်းတိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပါတယ်။1950 အခုမတ်လ15မှာပြန်သူတက်ကတောင်ဝမြို့ကိုပြန်လည်သိမ့်ပိုက်လိုက်ပြီးကရင်တွေကစစ်တောင်မြင့်အစေဘကံကိုဆုတ်ခွာသွားခဲ့ကြပါတယ်။ကွန်မြူနစ်တွေကလည်းမြို့ပေါ်ကနေထွက်ပြေးတိမ်းရှောင်ကြရပြီးတော်တွေကိုဝင်ရောက်လာကမြဝချုံပေါ်ဒေသစီကိုတူလီဘိုဟိုမာသူတို့ဟာတီချာလုတ်ပိုင်ခွင့်ပေးခဲ့တာကြောင့်1950ဇန်နဝါရီ18ရက်နေ့ရေသာကုန်းမှာအစည်းအဝေးခေါ်ယူခြင်းပါခဲ့တယ်လို့ဘူစကောလက်တော်ကပြောပါတယ်။အဆိုပါအစည်းအဝေးမှာ KNU အစည်းအရုပ်ကပြန်လည်ရှင်းသန်းစေရန် နင်းတော့တိုင်ပင်ကြပြီးတကယ်စမ်းလဲပတ်သက်လို့စန့်ကျင်ကန့်ကွက်သူတူတူတယောက်မှမရှိတာကြောင့်အစည်းအဝေးကိုတက်ရောက်လာကြတဲ့ခေါင်းဆောင်တွေအားလုံးတညင်တညွန့်ထဲသဘောတူဆုပ်ဖြတ်ခဲ့လိုက်ပါတယ်။ရင်းကြောက် KNU အားပြန်လည်ဖွဲ့စည်းပြီး member ဆန်ကဥက္ကဋ္ဌအဖြစ်ရွေးချက်တင်မြှောက်လိုက်ပါတယ်။ KNU ကအမျိုးသားစည်းရုံးကို King Tollan ရေးနဲ့ကြော်ယူမှန်တမ်းအဖြစ်ပြန်လည်ဖော်ထုတ်လိုက်တာကြောင့် KNU ပြည်သူလူထုက Tollan ရေးအတွက်ပြန်ပြီးစိတ်အားထက်သန်လာက တို့ကြတဲ့ကြွလာကြတယ်လို့ဖူစကောလိုက်တော့ကပြောပါတယ်။ဒါပေမဲ့အုတ်ချုပ်ရေးဆိုင်ရာမှာစေအုတ်ချုပ်ရေးကိုထားရှိသေးတာကြောင့်တော်လိုင်းရေးလုပ်ငန်းတွေမှာရည်မှန်ထားတဲ့အတိုင်းကောင်းမွန်စွာလုပ်ကန့်နိုင်ခြင်းမရှိဘဲဖြစ်နေပါတယ်။ Okay ပါဒီတစ်ပတ်တင်ဆက်ပေးခဲ့တဲ့အစီအစဉ်ကိုဒီမှာပဲရန်နာပြစီခင်ဗျာဒီအစီအစဉ်ကိုအပတ်စဉ်ထုတ်လွှင့်တင်ဆက်သွားမှာဖြစ်ပြီးနောက်ပတ်တွင်မှာလည်းဘယ်လိုအကြောင်းအရာတွေနဲ့တင်ဆက်သွားမလဲဆိုတာကိုစောင့်မျှော်ကြည့်ရှုကြပါဦးနော်။တော်တော်အဖန်ပရိသတ်များဘီကင်းကျမ်းမှာကြပါစေကြောင်းဆုတောင်းလိုက်ရပါတယ်။